တနင်္လာရီတိုင်းဒဝယ်မြို့နယ်နဲ့ရေပြူမြို့နယ်တို့ရှိကျန်းဖက်စစ်တပ်၏လှည့်ကင်းစစ်ကြောင်းနဲ့ယာယီတပ်ဆွဲထားတဲ့နေရာများကိုတော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်းဒုရကစစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောကြားခဲ့ပါတယ်။အော်တိုဝါ22ရက်နေ့တွင်ဒဝယ်မြို့အနီးလမ်းလှည့်ကင်းထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာထိတွေ့တိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးကျန်းဖက်စစ်တပ်ဘက်မှ၃ဦးသေဆုံးကား ကိုဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုကိုဒဝဲမျိုးသားလွတ်မြောက်ရေးတပ်မတော် DNA နေရဲ့ဒူရကစစ်ကြောင်းဒေါနာတက်ခွဲကနဲ့အေဒင်မှုပျောက်ကြားတက်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လှန်ရေးတက်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းဆိုပါတာဝန်ရှိသူကပြောပါတယ်။အလားတူအော်တိုဘာ20ရက်နေ့တွင်ရေဖြူမြို့နယ်ရင်းထွေးကျေးရွာတွင်ယာယီတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ော်လှန်ရေးတပ်ဖွဲ့များက drone နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှ ထိခိုက်မှုရှိတော့လေအရေအတွက်အတိအကျအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို DNA ရဲ့ဒူရကစစ်ကြောင် drone တင် DF drone တင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။တနိုင်ငံလုံးအတိုင်းအတာဖြင့်စစ်ရေးအရှိန်ဟုံးတုံးမြင့်ဆောင်ရွက်နေတဲ့အတွက်ပြည်သူများအနေဖြင့်စစ်ရေးအထူးသတိသွားလာနေထိုင်ကြရတယ် တနင်္သာရီတိုင်းတွင်အကြမ်းဖက်စစ်တပ်ကအချိန်မရွေးလေကြောင်းအုံပြုတိုက်ခိုက်မှုများရှိနိုင်သဖြင့်လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်တဲ့သတင်းအချက်အလက်များကို လိုက်နာကြည့်ညာညာရန်ဒုရကစစ်ကြောင်းမှတောင်ဝင်ရှိသူကတိုက်တွန်းထားပါတယ်။တော်လှန်ရေးနဲ့စစ်ရေးအရှိန်မြင့်တင်လာတာနဲ့မြ၊ပြည်သူဘက်မှန်တရားဘက်ရပ်တည်လိုတဲ့စစ်သားများရဲတပ်ဖွဲ့ဝင်များပြည်သူရင်ဝင်ခိုလှုံလိုတဲ့တပ်ဖွဲ့ဝင်များအနေနဲ့မြန်ဆုံးပူးပေါင်းပေးကြရန် ဒုရကစစ်ကြောင်းကဖိတ်ခေါ်ထားပါရဲ့ရှင်